မင်္ဂလာပါ CV for you ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် CV for you ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ CV လေးကတော့2023ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ Silo TV CV လေးရဲ့ဒုတိယအတွဲပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြီးခဲ့တဲ့ပိုင်းမှာတော့ကတော့ Juliet တယောက်ဝတ်စုံဖန်တီးဖို့စူးစမ်းနေခဲ့တယ်လို့ဒီကတခြားတစ်ဖက်မှာလည်းစက်မှုအလွာကလူတွေကတရားသူကြီးရဲ့အသက်ခံရမှုမှာတွင်စင်ခံလိုက်ရပါတယ်အဲ့တော့ဘာဆက်ပြသွားမလဲဆိုတာကိုပြီးခြင်းနဲ့အစင်းနှစ်ဖြစ်ပြီဆိုရင်တော့ Silo Season 2ရဲ့ Episode 5ကိုစတင်လိုက်ကြပါစို့လားဟုတ်ကဲ့ပါ ကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးမယ့် Siri for you ကရှိန်းသူပဲဖြစ်ပါတယ် တရားဌာနကခေတ်ဆက်ဆက်ပုံကံမှုတွေမှာစက်မှုဌာနကိုအပြစ်ပုံချအပေါ်လွှာရင်းနဲ့သွေးခွဲပြီးတော့မှပဲစက်မှုအလွာတစ်ခုလုံးကိုအင်အားသုံးဖြိုခွဲပျက်စီးပစ်တဲ့တဲ့အကြောင်းတည်သွားတဲ့ National Charlie တို့ကညှိနှိုင်းမဲ့အစီအစဉ်တစ်ခုကိုဆွဲလိုက်ကြပါလိမ့်အဲဒီနောက်တော့ Walkout နဲ့တိုင်ပင်ပြီးတော့တရားသူကြီး Mesto နဲ့တက်တွေ့ဖို့အပွဲတစ်ခုကိုဖွဲကအပေါ်တက်သွားကြပါလိမ့် National Walkout ဥဆောင်တဲ့အပွဲတရားရဲ့အလွာစီကိုမရောက်ခင်လေးမှပဲဘာနာတရားသူကြီး Mesto ကိုအစိတ်ခတ်ပြီးတော့တက်ပစ်လိုက်ပါလိမ့် နော့စ်တို့ရောက်လာတဲ့အခါမှာတော့ဘာနာကနော့စ်နဲ့ရှာလီတို့နှစ်ယောက်ပဲတွေ့ခွင့်ရမယ်ဆိုပြီးတော့တရားရုံးခန်းလေးကိုလွတ်လိုက်ပါရီနော့စ်နဲ့ရှာလီတို့ကလည်းတရားရုံးလေးကိုရောက်တဲ့အခါမှာတော့ဆင်းကစောင့်နေပြီးရင်မက်ဓာတ်တန်းတန်းနဲ့တည်နေတဲ့မဲဆိုးကိုတွေ့လိုက်ရပါတော့တယ်အဲဒီမှာပဲနော့စ်တို့ကလည်းဘာနာရဲ့အကွက်ချအကြောက်တုံးနဲ့ဆိုတာကိုသိသွားပြီးတော့ထွက်ပြေးကြပါရီနော့စ်ကလည်းဝေါ်ဂါရုစီမရောက်ခင်ပြေးထွက်သွားရင်းနဲ့အပြင်ကလူကြီးနဲ့စီးနှင်းသူတွေကတန်လျောက်ဝင်มาသေးကြနေရကြမလို့ဘာမှမဖြစ်ခဲ့သလိုပဲပုံမှန်ပြန်သွားဖို့ရှာလီကိုကြံပြီးလိုက်ပါရီ ဝေါ်ကောင်းစီကိုရောက်တဲ့အခါကျမှပဲအချင်းဒီအရေကဲကိုပြပြီးတော့ခြေကုံတို့ထွက်ပြေးသွားကြပါဦးလေအဲချင်းစင်းမင်းကလည်းလူအုပ်ကြီးရှိကိုထွက်ပြီးတော့မဲဆိုးကိုစက်မှုလောသရိစံကောင်းလေးတက်သွားတဲ့အတွက်ပြည်သူတွေပူးပေါင်းပြီးဖို့တရားဟောကသွေးကြောင်မြောက်ပေးလိုက်ပါလေလူအုပ်ကြီးနဲ့စီးနေသူတွေကလည်းနော့စိုးအပွဲကိုဖမ်းဖို့အတွက်ပြေးထွက်သွားကြပါဦးလေနော့စိုးအပွဲလေပြင်းနဲ့စက်မှုအလွာနဲ့နှလွာအလိုရောက်တဲ့အခါမှာတော့မက်ကလင်းကာလာကခြေခောက်သွားတာကြောင့်မလို့ခဏနားလိုက်ရပါလေကာလာလည်းသူ့ကြောင့်အကုန်လုံးအထိကမခံမင်းနဲ့အထမ်းသမားတွေနဲ့အဘေးကိုလုံးမဲ့အကြံပြောက အတန်းသမားရဲ့ဌာနကိုသွားခဲ့ကြပါလေအပေါ်လာမှလည်းစင်းကအိမ်မြန်လာပြီးတော့သူ့ရဲ့မိန်းမနဲ့စကားပြောနေတော့သူ့သားလေးကမိဖို့ကြောင့်နဲ့မှလူစင်းတယောက်ရှိနေတယ်ဆိုပြီးတော့ကြောက်လန့်တကြလာပြောခဲ့ပါလေအဲ့တော့ဆင်းမတို့ကလည်းသွားကြည့်ရခါနာမှာဘာနာကကိုရိုင်လက်ဖက်ရည်ဖြုံးနေအောင်တွေးလိုက်ရပါလိမ့်။ဘာနာလည်းဆင်းမြဲမိမကိုဥပဒေစာအုပ်ရှိလားလို့မေးကသွားယူခိုင်းလိုက်ပါလိမ့်။ဆင်းမြဲမိမထွက်သွားတော့မှဘာနာကမဲဆိုးကိုသူမတက်ချင်ပဲတက်ပြင်းအောင်လုပ်ခဲ့တဲ့ဆင်းမြဲအပြစ်အတွက်မကြေနပ်တဲ့အကြောင်းပြောလိုက်ပါလိမ့်။ စင်းငါသူဘာမှမလုပ်ခဲ့တယ်လို့မျိုးကြောင်းနေရကြောင်းဘာနာပဲတရားသူကြီးမဲဆိုးကိုပြည်သူတွေကဆွဆွေးချက်တင်အောင်သွေးတိုးမှုရဲ့နောက်ွယ်ရလူကဇင်းဆိုတာသူသိရကြောင်းရှင်းပြလိုက်ပါလိမ့်အဲနောက်တော့ဘာနာကအဲ့ဒီပြည့်အတွက်စင်းကိုတရားရဲ့အရာရှိယာရူကိုသူ့နောက်လိုက်လက်ထောက်ယာရူကနေပါဖြုတ်တယ်လို့မိန်ပေးလိုက်ပါလိမ့်ဇင်းမြေမိန်းမဥပဒေစာအုပ်ကိုယူပြီးတော့ပြန်လာတဲ့အခါမှာစင်းလို့တော်ရဲ့လူတယောက်ကိုမိုင်းတွင်းကိုမပို့ချေလို့တရားသူကြီးယာရူခန့်မယ်ဆိုပြီးတော့ဥပဒေစာနဲ့အတူကြမ်းကြိမ်ပေးလိုက်ပါတော့တဘက်မှာလဲကာလာကအထမ်းသမားဌာနခေါင်းဆောင်ကိုတပွဲလုံးအောက်လွာကိုပို့ပေးဖို့ညှိနှိုင်းနေပါတယ် အထမ်းသမားခေါင်းဆောင်ကလည်းဂျူလီယက်ပိုင်းနဲ့ပစ္စည်းတွေဟာမောင်ကိုဈေးကွက်မှာဈေးကောင်းရနေရကြောင်းဂျူလီယက်ရဲ့ပစ္စည်းတခုခုရရင်ပို့ပေးမယ်လို့ပြောလိုက်ပါရီ။ဟောကလည်းရွေးစရာမရှိတော့တဲ့အစုံဂျူလီယက်ရဲ့အိတ်ဆောင်ဓာတ်နဲ့အပေးယူလောလိုက်ပါရီ။ဒါမဲ့ကာလာကနော့စရဲ့အရန်မောင်းနေဆိုရင်ကုန်းထမ်းသမားတွေတဲသွားဖို့မဖြစ်နိုင်တာကြောင်းလိုးဝက်ရှောကနေပြီးတော့လူတယောက်စာနေရာရဖို့ထန့်ကြီးရပြန်ပါရီ။အထမ်းသမားခေါင်းဆောင်ကလည်းနောက်ထပ်ပတ်စံတော်တော်များများနဲ့ဆိုရင်လက်ခံမေးလို့ပြန်ပြောလိုက်ပါရီ။အဲဒီချိန်နော့အပြေးလွှားရောက်လာပြီးဈေးနှင်းသူရောက်လာလို့အမြန်ပြေးရမယ်လို့ပြောကထွက်ပြေးသွားပါရီ။ ကာလာကလည်းအထံသမားခေါင်းဆောင်တစ္ဆာဖောက်တယ်ဆိုတာသိပြီးတော့အပြစ်တင်တဲ့အခါမှာခေါင်းဆောင်ကလည်း North Nile ရှားလေးကိုစုငွေထုတ်ထားလို့လုံခြံရတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ဆမ်မူလော်မာတို့ပေါ်ဘီလင်နဲ့ဟန်တို့ကရဲစခန်းရှိစုပူမှုအတွက်ပက်ထရစ်ကနေဒီရဲ့ဖိုင်ကိုပြန်ကြည့်နေရင်ပေါ်ဘီလင်က North Nile ရှားလေးတို့ကတရားသူကြီးမဲရှိုးကိုတတ်လိုက်လို့ဇင်းကိုတရားသူကြီးအစ်အစ်ယာရူးခန့်လိုက်တဲ့အကြောင်းသူ message ရတယ်လို့ဟန်အောင်ပြောလိုက်ပါတယ်။တပတ်မှလည်း North Nile ပွဲကပြေးလွှိုင်းနေကာလာကသူ့ချောင်းနာနေတဲ့အတွက်သူ့ကြောင့်တခြားလူတွေမတိကန်အောင်ထားခဲ့ဖို့ပြောလိုက်ပါတယ်။ ော့စ်ကလည်းဘာလို့အမှန်မသိဖြစ်နေတော့ဝေါ်ကာကနော့စ်နဲ့ရှာလေးကိုဆက်သွားဖို့အချက်ပြကသူကကြံနေခဲ့လိုက်ပါရီနော့စ်တို့ထွက်သွားတဲ့အခါမှာကာလာကဝေါ်ကာဟာ25နှစ်လောက်အပြင်မထွက်ဘဲနေလာကြောင်းဘယ်သူမှမမှတ်မိတဲ့အတွက်ဆက်သွားဖို့ပြောလိုက်ပါရီဝေါ်ကာလည်းကာလာကိုတယောက်တည်းမထားခဲ့နိုင်ဘူးလို့ပြောပြီးတော့မသွားဘဲပေးနေလိုက်ပါရီကာလာကလည်းဆက်မှုတလောအလုံးအတွက်ဝေါ်ကာကိုလိုအပ်တာကြောင်းအများအကျိုးအတွက်သွားရမယ်လို့ထပ်ပြောလိုက်ပါရီဝေါ်ကာလည်းကာလာပြောတာသဘာဝကျနေတဲ့အတွက်နှုတ်ဆက်အနမ်းပေးကထွက်လာခဲ့ပါဦးလေ အလေးလွှားမှာတော့တရားရုံးရှိမှာ North Tower ကိုလိုက်ပန်းနေရင်လူကြီးတွေကလူတချို့ထိခိုက်ဒဏ်ရာတွေရခဲ့တာကြောင့်ဒေါက်တာပီတာနီကိုကဆေးလိုက်ကူပေးနေရပါတယ်။ဘော်ဘီလင်ရဲ့မိမကက်လင်းဘက်ကလည်းကလေးချီတိုင်းနဲ့သူနိုင်တဲ့ဘက်ကဆေးကူပေးနေပါတယ်။ပီတာကလည်းကက်လင်းရဲ့လူနာပေါ်မှာစိတ်ရှည်နိုင်မှုကိုသဘောကျသွားပြီးတော့အပြန်အလှန်မိတ်ဆက်စကားဘာညာပြောနေတော့မှစင်းနေသူနှစ်ယောက်ရောက်လာပြီးတော့ဖြက်လို့ဖြက်စည်းနဲ့ပြီးတော့ခေါ်သွားခဲ့ပါလေ။တပတ်မှလည်းစင်းနဲ့သူ့ရဲ့မိန်းမတို့ကဘာဆက်လုံမလဲဆိုတာတိုင်ပင်နေကြပါလေ စင်ငါဘာနာဟာစက်ပြင်ဌာနကလူတွေကိုလူသက်သမားအဖြစ်ဆွဆွဲပြီးတော့စုငွေထုတ်လိုက်တဲ့အတွက်ပြည်သူတွေကစုငွေလိုချင်တဲ့စိတ်နဲ့စက်ပြင်ကလူတွေကိုလိုက်ဖမ်းနေနေဂျူလီယက်ကိုသူရဲကောင်းအဖြစ်သူပြောခဲ့တာတွေတဖြည်းဖြည်းနဲ့မေးသွားကဂျူလီယက်ဆိုတာမရှိခဲ့သလိုတောင်ဖြစ်သွားအောင်စီစဉ်ထားတာဖြစ်နိုင်နေလို့သူ့ရဲ့မိမကပြောလိုက်ပါတယ်။စင်းမြဲမိမကလည်းဒီလိုအမှုမျိုးတွေဟာစင်းခဏခဏကင်တွေလာခဲ့တဲ့ကိစ္စတွေဖြစ်လို့နောက်တဲ့တရားရေးရာရှိအာမန်ဆန်ကလုပ်ငန်းကိုမကျွမ်းကျင်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့မှအာမန်ဆန်ဆိုတာကလည်း စေးမဲလက်သက်မွေးခဲ့တဲ့လူမလို့စေးမသာအခွင့်အရေးကိုမိမိရအသုံးချပြီးတော့ဝင်ပြီးတော့ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်ဘာနာရဲ့ယုံကြည်မှုကိုပြန်ရနိုင်တယ်လို့အာဘေစကပြောလိုက်ပါတယ်။ဘာနာရဲ့ယုံငန်းထဲမှာတော့ဒေါက်တာပီတာနီကိုကရအောင်ချင်းမဲဆက်ပြင်းကလူတွေအကြောင်းသူဘာမှမသိဘူးဆိုပြီးတော့စာပြောလိုက်ပါတယ်။ဘာနာလေသူခေါ်တာအဲ့ဒီကိစ္စနဲ့မဆိုင်မင်းနဲ့ဂျူလီယက်ဘိုင်းနဲ့ပစ္စည်းတွေကိုပြန်ပေးမလို့ဆိုပြီးတော့ပြောတာပစ္စည်းတွေကိုထုတ်ပေးလိုက်ပါတယ်။ဂျူလီယက်ကိုသူရဲ့ကောင်းအဖြစ်သူကကြေညာခဲ့တဲ့အတွက်အခုချိန်မှသာဂျူလီယက်ပစ္စည်းတွေကိုပြည်သူတွေဂျားတွေကိုပို့လိုက်မယ်ဆိုရင် မောင်ခိုဈေးွက်ထဲမှာလိုချင်သူတွေများပြီးတော့အထီးကုံးတွေဖြစ်လာမှဆိုလို့ပီတာကိုပြန်ပေးရဆိုပြီးတော့ရှင်းပြနေပါတယ်။ပီတာလည်းဂျူလီယက်အပြင်ထွက်သွားတဲ့ကိစ္စအစာဆုံးသိနေရကြောင်းဘာနာဟာဂျူလီယက်ကိုမရှိတဲ့လူတစ်ယောက်လိုမျိုးပုံမြင်လိုမျိုးပျောက်ကွယ်သွားအောင်လုပ်နေရဲဆိုတာသိရကြောင်းဘာမှပြန်မပြောဘဲနဲ့ပစ္စည်းတွေကိုပဲတင်ထားလိုက်ပါတယ်။နောက်တော့ဘာနာကပီတာကိုအားလုံးအရင်တိုင်းပဲထားလိုက်ပြီးတော့အဆိုင်လိုအတွက်ပိုကောင်းအောင်လို့အမှုထမ်းပေးဖို့တက်ပြောလိုက်ပါတယ်။ပီတာလည်း သူ့မှာရှိသမျှမိမရောကလေးရောနှစ်ယောက်စလုံးပါဆိုင်လို့ကယူသွားပြီမလို့နောက်ထပ်ဆုံးရှုံးစရာမရှိတော့ဘူးလို့ပြောကကျန်နေသေးတဲ့စေးပညာနဲ့လူတွေကိုထပ်ပြီးတော့စိတ်တန်ရရမပေးတော့ဘူးလို့ပြောလိုက်ပါတယ်။ဒါပြင်ဘာနာဆိုလိုဂျင်နဲ့တားဆက်ကြပစ္စည်းမထုတ်သေးတဲ့လူတွေကိုမထုတ်ပေးဖို့ဆက်လုပ်ဖို့ညှင်းဆန်ရင်းနဲ့သူ့အလုပ်ပညာအပေါ်မှာပါတစ္ဆာမဖောက်တော့ဘူးလို့အပြန်ညင်းကပြန်ထွက်သွားခဲ့ပါတယ်။ဒီဘက်ကဆိုင်လိုဆက်ခုံမှလည်းဂျူလီယက်ကဆိုလိုနဲ့ပြန်အဆင်ပြေသွားပြီးတော့မိသက်ဝတ်စုံကိုအသေးချပြင်ဆင်မှုသွားရင်းနဲ့ဆိုလိုရဲ့နာမည်အရင်ကိုမေးလိုက်ပါတယ်။ ဆိုလိုရတဲ့သူ့ရဲ့နာမည်အရင်ကခိုးလို့ပြောရင်နေသူကလူဘွားမှာနာမည်တွေကဘလောက်များအေးပါလို့လဲဆိုပြီးတော့မေးလိုက်ပါရီပြီးတော့မှအဲ့ဒီစကားကရိုမီယိုနဲ့ဂျူလီယက်ပြားဆက်ထဲကမသေးခင်ပြောခဲ့တဲ့နောက်ဆုံးစကားမလို့သူပြောတာမဟုတ်ဘူးလို့လည်းထပ်ပြောလိုက်ပါရီဂျူလီယက်ကလည်းဆိုင်လိုဆက်ကုန်ကစာအုပ်ထဲမှာရိုမီယိုနဲ့ဂျူလီယက်ကတည်သွားတာလားလို့မေးကသူဆိုင်လိုတဲကစာအုပ်မှာတော့မတည်ဘူးလို့ပြောလိုက်ပါရီဆိုလိုကလည်းဆက်ပြီးတော့မေးမယ်အလုံးမှာဂျူလီယက်ကအစာမစားရတာကြာပြီးတော့အားနေနေရာကြောင့်လဲကြတော့မလို့ဖြတ်သွားခဲ့ပါရီ အဲဒီမှာဆိုလိုကလည်းဂျူလီယာအတွက်စားစရာသွားယူပေးမယ်လို့ပြောကပြေးထွက်သွားပါတော့တယ်။တပတ်ကဆိုင်လူမှလည်းဆင်းမင်းကတရားသူကြီးအလုပ်သေးအတွက်ရုံးငန်းကိုသွားပြီးရဲ့နောက်သူ့အတွက်အဓိပ္ပာယ်မဲနေတယ်လို့ခံစားရကစပွဲပေါ်ကဆော်ရဲဖိုင်ကိုပြစ်ပေါက်လိုက်ပါတော့တယ်။အောက်လွာနားမှာလည်းစီးနင်းသူတွေကထိုင်ဆောင်နေတဲ့ကားလာကိုဖမ်းသွားကြပါတယ်။ဘာနာလည်းကင်မရာကတဆင့်ကြည့်နေတခြားစီးနင်းသူတွေကိုအရက်ဝင်းနဲ့ထောင်လန်းခိုင်းထားလာလို့အသိခံထားတဲ့စီးနင်းသူကောင်းဆောင်အာမန်ဆန်ကိုမေးလိုက်ပါတယ်။အာမန်ဆန်ကလည်းအကုန်စီစဉ်ထားတဲ့အတိုင်းပဲလုပ်ပြီးသွားကြောင်းပြောကာ ောက်လွာကပြည်သူတွေကိုလည်းစုငွေနဲ့စီးယုံထားတဲ့ကြောင်းသတင်းပို့လိုက်ပါတယ်။နောက်တော့ဘာနာလည်းသူ့ရဲ့ရုံးခန်းစီကိုပြန်သွားကမိုင်းတွင်းမှာအပြစ်ပေးထားတဲ့လူကတ်စ်ကိုခေါ်တွေ့လိုက်ပါတယ်။ပြီးတော့မှမိုင်းတွင်းမှာအလုံးလုံးနေတဲ့လူတွေရဲ့တပ်တန်းကအန်ဒီအရမ်းများအတွက်ငါးနှစ်ထပ်မပိုဘဲနဲ့တေးကုန်ကြတဲ့အကြောင်းချင်းချောက်ပြီးတော့အလုပ်တစ်ခုကိုကမ်းလှမ်းမယ်လို့ပြောလိုက်ပါတယ်။လူကတ်ကဘာလို့အမှလေးလို့မေးတဲ့ခါမှာဂျူလီယက်စီကတိမ်းပြီးတော့သူ့ဖြက်စည်းခဲ့တဲ့ hard drive အပိုင်းစာတွေကိုဘာနာထုတ်ပြလိုက်ပါတယ်။ပြီးတော့မှအဲ hard drive ကိုပြန်ပြီးတော့ပြင်မင်းနိုင်မယ်ဆိုရင် မိုင်းတွင်းကိုပြန်မပို့ဘဲနဲ့သူ့ရဲ့ရုံငန်းထဲမှာပဲအလုပ်လုပ်ရမယ်လို့ဘာနာထပ်ပြီးတော့ပြောလိုက်ပါတယ်။လိုကတ်စ်ကလည်းဘာနာကိုမယုံမကြည်ဖြစ်ပြီးတော့ဘာစကားမှမပြောရဲလောက်ဖြစ်နေရာကြောင့်ဘာနာပဲ hard drive ကိုပြင်နိုင်မဲ့လူတွေ ID ဌာနမှာရှိနေတဲ့အထဲကမှလိုကတ်စ်ကိုဘာကြောင့်အခွင့်အရေးပေးနေရထင်လဲဆိုပြီးတော့မေးလိုက်ပါတယ်။လိုကတ်စ်ကထတ်ငိန်နေတဲ့အခါကျမှ9နှစ်ထက်အသက်ပိုနေခြင်းရင်အကောင်းဆုံးစူးစမ်းပြီးတော့ hard drive ကိုပြင်ဖို့ပြောတာအပြင်ထွက်သွားပါဦး။တပတ်မှလည်း sim ကတရားသူကြီးရုံးငန်းကနေထွက်လာပြီးတော့ အဒူးဆောင်ကြီးလှုပ်ဝက်ခန်းစီကိုရောက်လာပြီးလက်ပွေနှိမ့်နေပေမဲ့တကားကမပွင့်တာကြောင့်စိတ်တုန်နေပါလေ။အဲဒီအချိန်တကားပွင့်လာပြီးတော့တရားရာရှိတဲ့အာမန်ဆန်ရောက်လာကတရားသူကြီးကိုအလုံးလုံးဖို့ပြောရင်အခန်းထဲကိုဝင်ခွင့်မပေးဘဲပြန်သွားပါဦးလေ။နော့စ်နဲ့ရှာလီတို့ကလည်းကာလာတို့ကိုထားခဲ့ပြီးပြေးစင်းလာရင်းနဲ့သူတို့ကိုပန်းပြီးတော့စွန့်ငွေယူမဲ့လူအုပ်ကြီးနဲ့တွေ့ကတိုက်ခိုက်မှုတွေဖြစ်နေပါဦးလေ။အဲဒီစီနေသူဘွားကအနားယူပြီးတော့အန်နီဌာနမှာအလုံးလုံးနေတဲ့ဈေးမြေမိမကာမီရောက်လာပြီ ဇင်းနမေနဲ့ချင်းချောက်ကနော့ဂျိုကိုဖမ်းခေါ်သွားခဲ့ပါရီဆိုင်လိုဆက်ကောမှလည်းဂျူလီယက်ကစားစရာသွားယူတဲ့ဆိုလိုကိုစောင့်ရင်းဖိုင်နေထားတဲ့အခန်းတစ်ခုလေးကိုရောက်သွားပြီးတော့ဖိုင်တစ်ခုထဲမှာတန်ရှင်းဝစ်စုံရဲ့ခေါင်းစုပ်တစ်ခုအခိုးခံလိုက်ရတဲ့ဖိုင်ကိုဖမ်းမိသွားပါရီအဲဒါကြောင့်ခိုးသွားတဲ့သူရဲ့နမေနဲ့အိန္ဒိယကိုမှတ်ကာသွားရှာဖို့လုပ်လိုက်ပါရီတဘက်ကဆိုင်လိုမှလည်းဇင်းမီရဲ့မိမကာမီကကင်မရာတွေမရှိတဲ့နေရာအထိနော့ဂျိုကိုခေါ်သွားပြီးတော့လွှတ်ပေးလိုက်ပါရီပြီးတော့မှသူချင်းချောက်လို့ရတဲ့လူတယောက်ရဲ့အိမ်ထဲမှာဖော်ထားခဲ့ကပြန်သွားခဲ့ပါရီ ။စက်မှုလွာရဲစခန်းမှာလည်းဘောဘေးလင်ကတင်ပြချက်ဖိုင်တွေကိုဖတ်နေနေတဲ့ယောဂါပေါပြီးတော့လက်တုံလာအကြောင်းဖိုင်ကိုပြန်ချထားလိုက်ပါရီ။ဟန်ကလည်းဆိုင်လိုတစ်ခုလုံးကသူငယ်ချင်း North နဲ့ Charlie တို့ကိုလိုက်ဖမ်းနေချင်း။သူကဒူရဲရာရှိဖြစ်နေတာကန်ဆိုးတယ်လို့ပြောလိုက်ပါရီ။ဘောဘေးလင်ကလည်းဥပဒေကလူသက်သွားဖြစ်နေချင်းဥပဒေရဲ့စကားကိုလိုက်နာပါမယ်လို့ကြမ်းကြင်နေရတယ်လို့မျိုးခံစားချက်ပဲလို့ပြန်အားပေးလိုက်ပါရီ။ဟန်ကလေဘော်ဘီလင်ရဲ့လက်ကိုသတိထားမိရာကြောင့်တရားရေးဌာနကတီလာလို့မေးတဲ့အခါမှာဘော်ဘီလင်ကလေဆေးမကတော့တရားရေးရာရှိယာရုအနေနဲ့ ခွင့်လွှတ်ပေးထားပေမယ့်အခုတရားသူကြီးယာရုနဲ့တော့ဘလို့လုံးမယ်မသိဘူးလို့ပြန်ပြေးလိုက်ပါရီ။နော့စ်နဲ့ရှာလီတို့ကလည်းကာမီထားခဲ့တဲ့အိမ်မှာနေနေအင်ရှင်ကကာမီရဲ့စကားကိုမြုံပိုးနဲ့ကိုလန်းကိုရှာပြီးတော့ပြန်ထွက်ပြေးဖို့ပြောကအလုတ်စီကိုသွားခဲ့ပါရီ။အဲဒီမှာနော့စ်နဲ့ရှာလီတို့နှစ်ယောက်စလုံးရဲ့နီလန်းတွေကလွဲနေကြောင်းတယောက်နဲ့တယောက်တောင်းပန်ကြရင်းနဲ့ခဏနားနေလိုက်ကြပါရီ။ဆမ်မှုလော်မှာလည်းပေါ်ပိနေတဲ့ဟန်တို့ကစားတော့တန်းမှထိုင်နေရင်းနော့စ်နဲ့ရှာလီတို့မဲစိုးကိုတတ်တာမယုံနေကြောင်းပြောနေပါရီ။ အဲ့ဒီပက်ထရစ်ကနေဒီရဲ့တူမဖရန်ဇက်ကညလာစားပြီးတော့ထမင်းမှုအပိုယူနေတာဟန်ကတွေးလိုက်တာကြောင့်မလို့ပက်ထရစ်အလောင်းပြောင်းနေတဲ့တဲ့င်းနဲ့ဆက်ဆက်မိသွားတာဆစ်ဆင်းနေပါလိမ့်ဖရန်ဇက်ကညင်းနေပေမဲ့ဘောဘီလင်ကပါဝင်ပြီးတော့ပက်ထရစ်ကဒဏ်ရာရနေရကြောင်းထမင်းစားနေရုံနဲ့အသက်မရှင်ဘူးလို့ပြောတာနေရောင်မေးလိုက်ပါလိမ့်ဆိုင်လူရဲ့တခြားလူအမှလည်း North Joe ကိုဖမ်းမှုအတွက်လမ်းနေပိတ်ပြီးတော့ဘသူ့ကိုမှအိမ်ပြန်ခွင့်မပေးရကြောင်းပြီးသူတွေကလည်းလှုပ်လှုပ်ရွရွဖြစ်နေကြပါလိမ့်အဲ့ဒီတည်းမှာဝေါ်ကာကလည်းအလုတ်ပြန်သူတွေနဲ့ရောပြီးတော့ဟန်ဆောင်နေခဲ့ပါလိမ့် အဘိုလာမာတို့အာမန်စတန်ကနော့စ်တို့ကိုကာမီဖမ်းခေါ်သွားပြီးသူတို့စီရောက်မလာတဲ့အကြောင်းဘာနာကိုသတင်းပို့နေပါလိမ့်။ဘာနာလည်းရရင်နီးနဲ့နော့စ်တို့ကိုဖမ်းမှုအတွက်ထပ်ပြီးတော့အမိန်ပေးလိုက်ပါလိမ့်။နောက်တော့ဘာနာလည်းလူကတ်စီကိုသွားကဟတ်ဒရိုက်ပြင်နေတဲ့အခြေအနေကိုမေးလိုက်ပါလိမ့်။လူကတ်စ်ကလည်းသူပြင်လို့ရသမျှ data တွေကစိုင်လူရဲ့စနစ်မြေပုံတွေကိုပြလိုက်ပါလိမ့်။ဘာနာလည်းသူရှာနေတဲ့ data မရသေးတဲ့အတွက်လူကတ်စ်ကိုဖိအားပေးဖို့အတွက်24နာရီအတွင်း data အကုန်ပြန်မယူနိုင်ရင်မိုင်းတွင်းပြန်ရမယ်လို့ပြောလိုက်ပါလိမ့်။ ဲတော့မှလူကတ်ကလည်းဘာနာတစ်ခုခုရှာနေရဆိုတာရိပ်မိသွားပြီးတော့သူတွေ့ထားတာနောက်တစ်ခုရှိရလို့ပြောလိုက်ပါတယ်ပြီးတော့မှဆေဗီတာကွင်းဆိုတဲ့လူကသူ့မိမစီကိုရေးထားတဲ့ရည်သားသာဖြစ်နေပြီမဲ့တချို့တဝက်ကလှုပ်ဝက်ကုတ်တည်နေလို့ပြောလိုက်ပါတယ်ဘာနာလည်းမဲဆိုးမသေးခင်ကပြောခဲ့တဲ့ဆေဗီတာကွင်းရဲ့စာတွေကလှုပ်ဝက်ကုတ်တည်ကြောင်ပြန်တွေးမိသွားပါတယ်ဆက်မှုလွာထဲမှာလည်းဘောဘီလင်နဲ့ဟန်တို့ကပက်ထရီရဲ့နေရာကိုတည်သွားပြီးတော့မြေဒူးဆက်စီသွားတဲ့ဥမင်နဲ့ဝင်မှုသွားနေပါတယ်အထက်ကိုရောက်တဲ့အခါမှာတော့ဒိုင်ယာနဲ့လဲနေတဲ့ပက်ထရီကိုတွေ့လိုက်ရပြီး စင်မေးဖို့လုံနေပေမဲ့ပက်ထရစ်ကတော့ဆိုင်းလိုတစ်ခုလုံးကဥပဒေဆိုတာကြီးကလိန်ရင်တစ်ခုကြီးပဲလို့လောင်မြောင်ကပြစ်တက်လိုက်ဖို့အတွက်ပြောနေပါလေဘော်ဘီလင်ကလည်းဟန်ကိုစေးတရသွားယူခိုင်းပြီးတော့မှသူ့ကိုအကုန်ပြောပြဖို့ပက်ထရစ်ကိုပြောလိုက်ပါလေပက်ထရစ်ကလည်းဘော်ဘီလင်ကိုမယုံဘူးလို့ပြန်ပြောတဲ့အခါမှာဘော်ဘီလင်ကလည်းဘောင်းမီအိတ်သေးကစာရွက်တရက်ကိုထုတ်ပေးလိုက်ပါလေပြီးတော့မှဂျူလီယက်ရဲ့အခန်းထဲကဖွာထားတဲ့စာအုပ်တစ်ခုစီကဖျဲယူထားပြီးတော့ဂျန်နာရီကိုတော့ဖျက်ဆီးလိုက်ပြီလို့ပြောလိုက်ပါလေ ဘတ်တွေကလည်းဆောင်ရွက်ကိုဖျန်းကြီးတဲ့ခါမှာတော့ပြင်မကဘာကကန်းကြီးတစ်ခုရဲ့ဓာတ်ပုံကိုမြင်ပြီးတော့အန်အွန်မင်သက်သွားပါလေ။အဲဒီတော့မှဘောဘေးလင်ကသူ့မှာတရေမွေဓာတ်ပုံရှိနေတာပက်ထရစ်လျှောက်ပြောရင်သူ့ဘဝကလည်းရေစုံမျောပြီလို့ပြောရင်းနဲ့အပြန်အလှန်အမှန်တိုင်းပြောဖို့အတွက်တောင်းဆိုလိုက်ပါလေ။ဘတ်တွေကလည်းသူ့တန်ရာအတွက်ဆရာဝန်ခေါ်ပေးမယ်ဆိုရင်တော့အကုန်လုံးပြောပြမယ်လို့အပေးယူလုပ်လိုက်ပါလေ။ဒီဘက်မှာလည်း North နဲ့ Shirley တို့ကကာမီထားခဲ့တဲ့အခန်းထွက်လာပြီးတော့အောင်မစင်းသေးပဲနဲ့အဒန်းသမားရဲ့ဌာနကိုပြန်သွားခဲ့ပါလေ။ ပြီးတော့မှအထမ်းသမားခေါင်းဆောင်ကိုချုပ်ထားပြီးတော့လိုအပ်တဲ့ပစ္စည်းတွေကိုယူကာအထမ်းသမားအယောင်ဆောင်တဲ့အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ဘာနာတို့ကလည်းကင်မရာကမြင်သွားပြီးတော့စီးနေသူတွေကိုလွတ်လိုက်ပါတယ်။အဲချိန်ဝေါ်ကာရှိနေတဲ့အလွာမှာလည်းအလုံဆင်းလာသူတွေကအိမ်ပြန်ခွင့်မရလို့စူပူတောင်းညက်နေကြပါတယ်။နော့စနဲ့ရှာလီတို့ကလည်းစက်မှုအလွာစီရောက်ခါနီးမှအပေါ်တရားကနေအာမန်ဆန်ကလမ်းဟိုရာကြောင်းအထမ်းသမားဌာနကယူလာတဲ့ဂျိုးတွေကိုတရားမှကြီးလိုက်ပါတယ်။ဂျိုးကိုခါမှကြီးပြီးတော့စက်မှုအလွာစီကိုခုံချလိုက်ကြပါတယ်။ ဇမ်မှုအလွာတကားစီကိုရောက်တဲ့အခါလူရီကော်လုံးက North နဲ့ရှာလေကိုဆွဲတည်နေကြပါသည်။ Amazon အလဲခြိထားတဲ့ဂျိုးကိုတနက်နဲ့ပြစ်ပြီးတော့အောက်ကိုတနက်နဲ့တစ်ချက်အလန်းပြစ်လိုက်တာကြောင့် North ရဲ့ဂျိုးကိုတနက်တစ်ချက်ရှက်မှန်သွားခဲ့ပါသည်။ဘာနာလေ North ကိုလွတ်သွားတဲ့အတွက်ဒေါသထွက်ပြီးတော့ Bobby Lee စီ North ကိုဖမ်းမိဖို့စကားပြောစက်နဲ့လှမ်းပြောလိုက်ပါသည်။ Bobby Lee ကလည်း Patrick ကိုတူတူမှ Francis အိမ်မှာဆေးကုဖို့စောင့်နေရင်အလိုက်သစ်ပြန်ပြောပေးလိုက်ပါသည်။ ဇိုင်လိုဇက်ကိုမာတို့ဂျူလီယက်ဟာဝစ်ဆုံခေါင်းစုခိုးသွားတဲ့လူရဲ့အိမ်ကိုဝင်ရှာနေနေခိုးရဲ့လူရဲ့နာမည်ကဆိုလိုဖြစ်နေရကိုသတိထားမိသွားပါတော့တယ်။အဲနောက်တော့အိမ်ထဲမှာရှာပွေနေရင်ဓာတ်ပုံတွေကိုတွေးလို့ကြည့်တဲ့အခါမှာသူသိနေတဲ့ဆိုလိုမဟုတ်ဘဲနဲ့နောက်ထပ်လူတစ်ယောက်ဖြစ်နေတာတွေ့လိုက်ရပါတယ်။အဲဒီချိန်ဆိုလိုကစားစရာကိုယူလာပြီးတော့ပြန်ရောက်လာအောင်ဂျူလီယက်ကလည်းဆိုလိုကိုလူလိမ်ဆိုပြီးတော့ဆွဆွဲလိုက်ပါတယ်။ဆိုလိုလည်းညာမရတဲ့အဆုံးပေါက်ကွဲပြီးတော့သူကအိမ်ဒီခေါင်းဆောင်ရဲ့နောက်လိုက်ဖြစ်ကြောင်းဒေါသကြီးနဲ့အော်ဟစ်ပြောဆိုလိုက်ပါတယ်။ ပြီးတော့မှဆိုလိုကသူ့ကိုယ်သူပြန်ထိမိတော့ဂျူလီယက်ကိုစားစရာပေးလိုက်ပါတယ်။ဂျူလီယက်ကလည်းလူဆိုးလို့နှစ်ယောက်တည်းရှိနေရလေ။တယောက်ကမယုံရတဲ့အတွက်ဘိုင်းမစားတော့လို့တယောက်တည်းနားနေမေးလို့ပြောကပြေးထွက်သွားခဲ့ပါတယ်။အမြင်ရတဲ့ကောင်မတော့ဂျူလီယက်လည်းအကိုးခံလိုက်ရတဲ့ခေါင်းစုပ်ရှားပုံတော်ကိုဖွင့်ရပြန်ပါတယ်။အဲနောက်ဆုံးမှာတော့ခေါင်းစုပ်ခိုးသွားတဲ့ဆိုလိုရဲ့မိန်းမအိမ်ထဲကိုဝင်ရှာနေရင်ခေါင်းစုပ်ကိုတွေ့တော့မှတပြင်းချနိုင်ခဲ့တယ်လို့ကျွန်တော်တင်ဆက်ပေးနေတဲ့ဆိုင်းလို season 2ရဲ့ episode 5လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ ။ရုပ်ရည်စကားကောင်းလေးတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ Zili for you channel လေးကိုလည်း like and subscribe လေးလှူထားပေးထားကြပါဦးခင်ဗျ။အားပေးကြပေးသက်များလေးစိတ်အကြမ်းပါခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ Zili for you ရဲ့ဝိုင်းတော်သားများကစုမုံကောင်တောင်းပေးလိုက်ရပါတယ်။အစုံလေးကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။